စဉ်းစားကြည့်ပါတော်လိုင်းလက်နက်ကအဖွဲ့တခုကိုကုလအိန္ဒိယဘင်္ဂလားဒေ့နိုင်ငံတွေကထိတွေ့ဆက်ဆံလာတယ်တောက်ဆူလာတာကတရားဝင်လူသားချင်းစာနာမှုဇင်းကြံလန်း Human Nutrition Corridor တောက်ဆူလာတာအဲ့လိုမျိုးတောက်ဆူလာတမိုင်းမှာဘယ်နှခါကြားဖူးလို့လဲတမိုင်းမှာလည်းအဲ့လိုမျိုးတစ်ခါမှမရှိဘူးတောက်ဆူချင်းတောက်ဆူရင်စစ်ကောက်စီစီမှာတောက်ဆူကောင်မှာရိုးရိုးအခုညီပေးရလမ်းကြောင်းတစ်ခုတော့မဟုတ်တော့သိချင်တယ် ဒါဟာတရုတ်ရဲ့မဟာဗျူဟာကြားတဲ့ BRI စီမံကိန်းနယ်မြေနဲ့တက်တက်လောက်တိုးနေတဲ့နိုင်ငံရေးစစ်မျက်နှာစာတစ်ခုအားပြိုင်မှုအခြေအနေဘာလို့ဆိုရင် BRI ရောက်တဲ့နေရာမှာတစ်ဖက်ကလာပြီး Humanity Corridor နဲ့လာဆိုင်တဲ့အခြေအနေပါတွေအဓိကပြောင်းလဲလာတာလေဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒါဟာ State Actor AAU လာပြောတာနော်နိုင်ငံတစ်ခုရဲ့ကိုစားပြုအာဏာသိမ်းထားတဲ့စစ်ကောင်စီကိုလာတာမဟုတ်ဘူး ဘင်္ဂလားဒေ့ရဲ့ policy အပြောင်းလဲတစ်ချက်ကြည့်ပါ2024နောက်ပိုင်းမှာ AA ထိုးစစ်တွေเนาะတအားကောင်းလာပြီးမြန်မာဘင်္ဂလားဒေ့နေစားအခြေအနေတိတိတတ်တတ်ပြောင်းလဲသွားတယ်2024အကုန်လုံးမှာပေါ့ဗျာပြောင်းလဲလာတယ်အခုချိန်ထိဘင်္ဂလားဒေ့အခုဒါရှိုက်ခါစီနာအပြုတ်ဂျားဖြတ်အစိုးရတက်လာတဲ့ချိန်မှာဘယ်လိုနိုင်ငံရေးအဖွဲ့နဲ့မဆိုငါတို့အကျိုးအတွက်ထိတွေ့ဆက်ဆံဖို့ဝန်မလေးဘူးဆိုတဲ့မူဝါဒကင်လာတယ်အေအေနဲ့တရားဝင်နှိပါဆက်ဆံလာတယ် ခုဆိုရင်နော်ဆစ်လက်နဲ့ကင်းမဲ့ပြီးတော့လူသားချင်းစာနာမှုအကူအညီပေးရေးလမ်းကြောင်း Military Free Humanitarian Entry အဲ့တော့တောင်းဆိုတဲ့ဘင်္ဂလားဒေ့ရဲ့အခြေအနေဖြစ်လာတယ်နော်ပြောဘင်္ဂလားဒေ့နိုင်ငံရဲ့အပြောင်းလဲမူဝါဒကင်လာတာက အကျိုးရှိမဲ့ဆိုရင် Data State Actor နဲ့လည်းတွေ့မှာပဲဥပမာပြောရရင်အဲ့လိုမျိုးဖိလစ်ပိုင်မှာ Moro Islamic Liberation Front ဆိုတဲ့ MIF ဆိုတဲ့ အဖွဲ့ကိုအစိုးရကအတိမတ်ပြုပြီးဂျားဖြတ် အာဏာပိုင်အဖွဲ့ဆိုပြီးတော့လက်ခံခဲ့တဲ့ပုံစံမျိုး transition နဲ့ authority ပေးလိုက်ရတယ်။ဘာလို့လဲဆိုရင်ပြည်ပကအင်အားကြီးနိုင်ငံကြီးတွေအလုံးလာပြုတ်ပြီးတော့ထိတွေ့လို့အခုလိုမျိုးပုံမျိုးသဘောပြောချင်တာ။ပြီးတော့ဆိုလိုချင်တာကဒီလိုမျိုး corridor တစ်ခုဖွင့်ခွင့်ရတာဟာ AA အတွက်အလားတူအသွင်ကူးပြောင်းရေးဆိုင်ရာတရားဝင်မှု transitional legitimacy တစ်ခုရဲ့ဏိဒံဖြစ်လာနိုင်တယ်။ဒါတစ်ချက် ဘင်္ဂလားဒေ့ရှ်ကနေကြည့်ပြီးတော့ဘင်္ဂလားဒေ့ရှ် policy အပြောင်းအလဲကိုကြည့်တာဒုတိယကကော်ရီဒါနှစ်ခုလာဆိုင်နေတယ်တစ်ခုက BRN ကော်ရီဒါတစ်ခုက Humanitarian Corridor ဒီတော့တရုတ်တွက်က BRN ကအနောက်မှာတအားကြီးမားတဲ့ပုံသွယ်ရေးစီးဆေးရေးစီးပွားရေးအကောင်လုံးအသက်သမားအရေးကြီးတဲ့ supply line security ကိုယ်စီစီစဉ်မှုလုံခြုံရေးခိုင်ခိုင်မာမာရှိဖို့လိုတယ်နောက်တစ်ခုကမြန်မာနိုင်ငံအတွင်းမှာဒေတာတွင်းနိုင်ငံအောသား ရဖို့မဖြစ်မနေလို့လေအဲ့ဒါက political leverage နောက်တစ်ခုက UN corridor ဒါကတော့တစ်ဖက်ကပြန်ကြည့်ရင် BRI ကိုလာပြီးတွန်းတလို့ကန့်တလို့ဖြစ်နေတယ်လူသားချင်းစာနာမှုခေါင်းစဉ်အောက်ကနေ AA ရဲ့အုပ်ချုပ်မှုပုံစံအတိမတ်ပြုတ်ပြီး internationalization of AA governance model နဲ့အဲ့ဒါနဲ့ပေါင်းပြီးတော့ BRI ကိုပြန်ပြီးကန့်ထုတ်တဲ့သဘောပြောချင်တာဟုတ်လား အဲ့လိုလာဆိုင်နေတော့ပြီးတော့အနောက်မှာဝိတ်ပါလာတယ်လေ UN ပါတယ်အိန္ဒိယလက်ထောက်ခံတယ်ဘင်္ဂလားဒေ့ရှ်လည်းတောင်းဆိုတယ်ဆိုတော့တရုတ်ရဲ့ BRI ကိုအဲ့လိုလာဆိုင်တာ AA ကိုကျွန်တော်ပြောသလို AA governance model ပေးလိုက်မယ်အဲ့လိုမျိုးနဲ့သူကတရုတ်ကိုပြန်ပြီးပြန်တော်ထုတ်တာအခုအခြေအနေဖြစ်နေတာဒီတော့စဉ်းစားကြည့်ပါ AA က UN corridor ကိုလည်းခွင့်ပြုမယ်တရုတ် BRI နဲ့လည်းဆက်ပြီးပေါင်းပြီးလောက်ရမယ်ဒါသူ့မူဝါဒက ယူအန်လာချင်တယ်လာတယောက်နဲ့လည်းကင်းလို့မရဘူးအဲ့လိုဖြစ်နေတယ်ဒီတော့ရခိုင်ရဲ့ data အပြည့်နဲ့ဟာမတူညီတဲ့အင်အားအကြီးနှစ်ခုရဲ့ embassy stone ဆိုတဲ့တန်တမန်စုံထဲမှာတပြိုင်နက်ပခုတ်ထမ်းပြီးတော့လက်ခံထားရသလိုဖြစ်နေတယ်အကြီးပဲတော့ဘာလို့နိုင်ငံအဆင့်လည်းမဟုတ်ပြည်နယ်အဆင့်မှာတရုတ်ရဲ့ပခုတ်တစ်ဖက်အနောက်က humanitarian corridor တစ်ဖက်ထမ်းတော့တယ်ဖြည့်ရှင်းရခက်မဲ့ပြဿနာကြီးအကြီးကြီးတွေပဲ 2 corridor 2 sovereignty အဲ့လိုမျိုးကြားထဲမှာရှုပ်ထွေးတဲ့ရွေးချယ်မှုဖြစ်နေတယ်စင်းကြံလားနှစ်ခုအထောက်ချောက်အာဏာကနှစ်ခုမဟုတ်လားရခိုင်မှာဖြစ်နေတာလေပြီးတော့အိုင်ကလည်းအထောက်ချောက်အာဏာပေးမယ်ဒါမဲ့လောလောဆယ်မှာဟိုကလည်းဝင်လာပြီ corridor နှစ်ခု AA လို့ပြည်နယ်ကြားရောက်နေတယ်နံပါတ်3က BRI ကတော့ရှင်းတယ်တရားဥပဒေဒီဘက်က corridor မှာကြတော့မရှင်းဘူး corridor ထိချုပ်ခွင့်လို့နေတယ် အဲ့မှာလုံးကြလက်လက်ကိုက်နေလဲပေါသေးတယ်နော်အဲ့ဒီ human material coordinator မှာဘယ်သူပိုင်မှန်းလည်းမသိဘူးလုံးကြလက်လက်ကိုက်နေကလည်းဟိုမှာဘင်္ဂလားဒေသဆိုရင်ပြန်တွန်းပို့နေတဲ့အဆင့်လည်းရှိသေးတယ်ပြီးတော့ရခိုင်မှာ RSO ASA လို့လုံးကြလက်လက်ကိုက်အဖွဲ့တွေလည်းရှိနေတယ် Arakan Explain New ကမနေ့ကတင်လာတဲ့လုံးကြအတိုင်ပေးခန့်ကောင်စီဆိုတော့လည်းပေါ်လာဖို့ရှိသေးတယ်ပေါ်လာပေါ်လာပြီးတော့မသိဘူးနော်အဲ့ဒါကဒူးဝင်ကြီးဦးအောင်ကျော်မိုးတို့လုံနေတဲ့ဟာ ဲ့တော့ရှင်းတယ်သူတို့ကတိချာအနာတောင်းဆိုမှုတွေရှိတယ်ပြောဆိုလိုတာဒီကော်ရီတာဖွင့်လိုက်တာနဲ့ဘသူကဒီလမ်းကြောင်းရဲ့တကက်ဂိတ်ကီပါဖြစ်မှလဲအဲ့မေကွန်ပေါ်လာတယ်ဘသူလဲဟိုးအနောက်ကဂူတာလည်းတော့ပါလာမှလားဘင်္ဂလားဒေ့လားအိန္ဒိယကအာတဘောတူတဲ့တဘောအခြေအနေနဲ့ပါလာမှလားမဟုတ်ဘူးအိန္ဒိယလည်းဒီဘက်ကအရှိမဝါတာရှိတယ်ဒါပေမဲ့သူကတရုတ်ကိုတွန်းဖို့လိုနေတယ်ဒီတော့အေအနေနဲ့အဲ့ဒါကသူလည်းလုံးမယ်အဲ့ဒီကော်ရီတာကိုဒါပေမဲ့ ဲ့လိုလုပ်ရင်ပါဝါ share နဲ့ပေးရတော့မယ်အင်အားကြီးနိုင်ငံတွေဆိုတော့အာဏာခွဲဝေပေးရမယ့်အခြေအနေဖြစ်နေတယ်ဒါမှမဟုတ်ကိုအာဏာကိုကာကွယ်မလားအဲ့အကြက်တည်းရင်ဆိုင်နေရတယ်ကော်ဒီတာကိုနှစ်ဦးတစ်ဖက်သူလုံမလားတယောက်တည်းလုံမလားအဲ့လိုတဘောနဲ့ရင်ဆိုင်နေရတယ်ဟုတ်လားလုံးလုံးလုံးရမှာပဲဘာလို့အတန်ကြဲကြဲလောက်လောက်ထွက်လာတာအများနေပြီဒါမှမဟုတ်လုံးပါမယ်ဆိုရက်ခက်ခက်မမဆုပ်ဖြတ်ချက်တော့မကြသေးဘူးနော် ျွန်တော်ပြောသလိုပဲတရုတ်နဲ့ဆိုင်တဲ့အခြေအနေမျိုးလို့လှုပ်ချင်သေးရရှိကြတယ်။အလုံးနီးပါးသဘောတူတယ်အဓိကကလည်းဒီဘင်္ဂလားဒေ့ရဲ့တက်ကြွစာသဘောတူတယ်။ဒီလက်ရှိအခြေအနေကဘင်္ဂလားဒေ့မှာအခြေပြုနေတဲ့ဘင်္ဂါဒီရိုဟင်ဂျာအဖွဲ့တွေရဲ့ကော်ရီဒါကနေလူသားချင်းစာနာမှုကူညီမျှော်လင့်နေတာတော့အသိချတယ်။ဘာဖြစ်နေလဲဆိုရင်နာမည်မရှိဖြစ်နေတယ်သူတို့ကနာမည်ရှိရင်ပြန်လာကုလူကတော်လာလို့တအားကောင်းတယ်။နံပါတ်၄က ဲ့ဒီဟာတွေအခြေအနေမှာအေးအေးအတွက်စေရေးအဆင့်ကနေစေရေးနာမည်သိပ်ပိုက်ထားတာကိုအဲ့ရနေတန်တမာရေးအဆင့်ကိုတက်ဖို့အခြေအနေရနေနံပါတ်၄ချက် UN India AA ကိုလက်လက်ကအဖွဲ့အဖြစ်ကနေအရဖက်စစ်ဖက်ပူးပေါင်းအုပ်ချုပ်မှုပုံစံ Civil Military Governance ပုံစံမျိုးအတိမတ်ပြုဖို့ရှိရှုအာရုံစိုက်ထားတဲ့ပုံစံတွေ့ရတယ်။ရေးကြည့်ရအောင် UN India အေးအေးဟိုသူတို့နဲ့ဒါပို့ပြီးတော့နေဆက်လောက်အောင်လက်လက်ကအဖွဲ့ဖြစ်ကနေအရဖက်ရောစစ်ဖက်ရောနှစ်ခုလုံးရှိတဲ့ Civil Military Governance ပုံစံမျိုးအတိအမှတ်ပြုဖို့ရှေ့ရှုနေတယ်အဲ့ဒါဟာကော်ရီဒါဖွင့်ချင်တဲ့ဖွင့်ဆိုပြီးတော့ဖွင့်ခွင့်ပေးလိုက်တာမျိုးဟာအဲ့လိုမျိုးသဘောအဲ့တော့အေးအေးအတွက်စစ်ရေးအရလည်းတရားဝင်မှု Military Legitimacy ရမယ်အဲ့ထက်နယ်မြေဆိုင်ရာတာဝန်ရေးကိုတက်သွားတဲ့အတွက်ကြောင့်အတိအမှတ်ပြုတဲ့အစိုးရအနေနဲ့ဖြစ်သွားမယ် territorial diplomacy လဲအားကောင်းလာလိမ့်မယ်နိုင်ငံတကာနဲ့ဆက်ဆံတဲ့သံတမန်ရေးထိပါပေါက်သွားမယ်အဲ့လိုမျိုးရှိတာစီးရီးယားမှာရှိတဲ့ SDS CDM Democratic Force အဲ့တော့ဟာကုလအထောက်ပံ့တဲ့သူရဲ့ထိတ်ချုပ်သူတို့ထိတ်ချုပ်တဲ့ဇုံတွေတိဆောက်နိုင်ခဲ့တဲ့ပုံစံမျိုးပြောချင်တာအခုလိုမျိုးပေါ့ကုလအထောက်ပံ့တဲ့အေအေထိတ်ချုပ်တဲ့ဇုံတွေဒီတော့နံပါတ်5ချက်ကအိန္ဒိယဘင်္ဂလားဒေ့အေအေအဲ့ဒါက ထိုင်ဖြစ်နေတယ်အဲ့လိုမျိုးဟာရှိတယ်နော်တတိကံနားလက်မှုချင်းနေပေါ့အိန္ဒိယ lock is policy အရှိမောဝါဒအိန္ဒိယရဲ့အရှိမောဒေတာလုံချိုရေးနဲ့ထွက်ပေါက်အရှိမောဝါဒပင်လယ်ထွက်ပေါက်နဲ့အရှိမောဝါဒအဲ့ဒါဟာ AA ကိုချိန်ဆက်ချင်တဲ့စိတ်ရှိတယ်တရုတ်ဩဇာခံနိုင်တဲ့ဂျာခန်အင်အားအဖွဲ့ဘယ်ဖာအက်တာအနေနဲ့လည်း AA ကိုမြင်နိုင်ချေလည်းရှိတယ်ဘာလို့ဆိုရင် တရုတ်နဲ့လည်းမကင်းဘူးဆိုတော့တော့ချိန်လက်ချိန်ဆက်ချိန်နဲ့နောက်ဘင်္ဂလားဒေ့သူကတော့ရှင်းတယ်လူငင်းကြဘင်္ဂလားဒေ့ဒုက္ခသက်ဖိအားလျှော့ချဖို့နေဇတ်တညရေးအတွက်အေအေနဲ့ဆက်ဆံဖို့တဘောတူညီမှုရဖို့ကြိုးစားနိုင်တယ်ဒီတော့အကက်လို့ညာဒီကော်ရီဒါဖွင့်လို့နောက်ွက်မှာနော်နောက်ွက်မှာအေအေဘင်္ဂလားဒေ့ကော်ရီဒါကောင်စီလိုမျိုး အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့မှာဆိုရင်ဘာဖြစ်မလဲ အဲ့ဒါဟာမြန်မာနိုင်ငံနဲ့မြေတစိုက်တစ်ပိုင်းပဲ့ပြီပဲနိုင်ငံတကာကတွယ်ဝိုင်းအုပ်ချုပ်မှု inter right governor ဖြစ်လာနိုင်တဲ့ပထမဦးဆုံးတရကားပဲဘာလို့ဆိုရင် AA Bangladesh corridor ကိုထိချုပ်ထားတဲ့ကောင်စီအဲ့လိုဆိုကြတော့ဟိုဖက်လို့လို့ဒီဖက်လို့နဲ့ပေါင်းပြီးစပြီးတော့မြန်မာနိုင်ငံမြေပုံပတ်ထွက်တာပဲဟုတ်လားအဲ့ဒါပဲငါးချက်အဲ့လိုမျိုးဖြစ်လာနိုင်ချေပြောတာပေါ့ဘာလို့ဆိုရင် corridor ကအများကြီးကူးလူသွားလာပြီးဆက်ဆံရအောင်မယ်ဒီတော့ကောင်စီဒါမှမဟုတ်လည်း ကော်ရီဒါကိုထိတ်ချုပ်တဲ့အဖွဲ့ပြီးတော့ပူပေါင်းထိတ်ချုပ်မယ်ဆိုရင်တော့တေးချတယ်ပဲ့ပြီးအေးအေးတော့အဲ့ဒါကိုထည့်စဉ်းစားဖို့လိုတယ်ပြီးတော့အဲ့ဒီမှာပြောခဲ့တဲ့အချက်တွေကိုပြချုပ်လိုက်မယ်နော်ဒီကော်ရီဒါဟာအေးအေးအတွက်မဟာအခွင့်အရေးနိုင်ငံတကာနဲ့တရားဝင်ချိတ်ဆက်ခွင့်ရမယ်အစိုးရဖြစ်ခွင့်အတိမတ်ပြုခွင့်ရမယ်ကြီးမားတဲ့အခွင့်အလမ်းတစ်ခုနောက်တစ်ခုကတရုတ်ရဲ့ BRI လမ်းကြောင်းနဲ့ UN ကော်ရီဒါရခိုင်ပြည်နယ်ရဲ့အစီအစဉ်တန်ဖိုးကိုအပြိုင်လုနေတဲ့ software တစ်ခုပဲ။ ဂျာခန်ပလတ်စီလည်းမဟုတ်သေးတော့ဟိုပါပေါ့ဟိုအပြော့အားပြိုင်မှုစစ်ပွဲတစ်ခုကော်ရီဒါနှစ်ခုလောက်ဆုံနေတယ်နောက်တစ်ခုကအဲ့မှာအဖြေကအေးအေးကိုဘယ်သူကဘယ်ပုံစံနဲ့အတိမတ်ပြုတ်မလဲဆိုတဲ့ပြိုင်ပွဲထက်ကိုအေးအေးကိုဘယ်သူကဘယ်လိုပုံစံနဲ့အတိမတ်ပြုတ်မလဲအဲ့ဒီပြိုင်ပွဲထက်ကိုဘင်္ဂလားဒေ့ရော UN ရောအိန္ဒိယရောတရုတ်တို့ရောအားလုံးပါဝင်နေတယ် ဒီတော့မိကုံးထွက်လာတာကကော်ဒီတာဖွင့်ရင် A တို့ကနိုင်ငံတကာအခေါ် rebel အဖွဲ့ကနေဒေတာတွေအာနာအာအာနာခံပေါ့ဗျာနော် regional power broker ပေါ့အာနာဂျာခံအာနာပွဲစားပေါ့ဗျာပြီမနဲ့ဂျာရမရှိတဲ့အာနာအဖြစ်ပြောင်းပေးနိုင်မှာလားကော်ဒီတာဖွင့်မယ်ဆိုရင်အဲ့လိုမျိုးမိကုံးထွက်လာတယ်တေချာတော့ဖြစ်နိုင်ချေအလွန်များတယ် ဖွင့်ပြီးဆိုတော့အေအေတို့အတိမတ်ပြုအစိုးရတစ်ခုအနေနဲ့ထားကိုထားမယ်ကြိုက်တဲ့နံပါတ်တက်ဟုတ်လားကော်လိပ်တာတစ်ခုလာပြီးဆိုတော့လည်းအဲ့တော့ဆောက်တေချာဘောက်ပြင်းနိုင်ချင်များတယ်ဘာဖြစ်လို့ဆိုရင်တော့ဟာလက်နက်ကိုင်တော်လာရဲ့အဖက်တစ်ခုကိုနိုင်ငံတကာတရားဝင်အစ်စ် transitional diplomatic status ပေးလိုက်တာပဲလေနော်ဒီတော့အဲ့မှာဘာဖြစ်လာမလဲစစ်ရေးနယ်မြေတိတ်ပိုက်ထဲချုပ် ထားတဲ့ AA တို့ military control နောက်အုပ်ချုပ်ရေးပြည်ပြင်းတောင်ရှိနေတဲ့ရန်တရား administrative system နောက်သူတို့ဆက်ဆံနေတဲ့နဇက်ဖြတ်ကျော် border cross border political consent အဲ့ဒါတဘောတူညီမှုအဲ့ဒါအလုံးရှိနေတဲ့အတွက်ကြောင့် AA ဟာသူများနိုင်ငံ rebel ဆိုခေါ်တဲ့အဖွဲ့အစည်းအချုပ်ချအာဏာပိုင်ဆိုင်တဲ့ sovereignty stakeholder coordinator ဖွင့်လိုက်တာနဲ့ရနိုင်ချေအလွန်များတယ်တေချာပေါက်တက်လာနိုင်တယ် ပြီးတော့အဲ့တော့အေတို့ကအဲ့ဒီအချက်ကိုတို့တို့ကထက်ကိုထက်စဉ်းစားအောင်မှာတို့တို့လုပ်နေတာဒါပဲလေဆိုပြခွင့်နေပြောဆိုခွင့်နေဒီထက်ပို့ပြီးနိုင်ငံတကာနဲ့ထိတွေ့ခွင့်နေအများကြီးရလာမှာပြီးတော့နံပါတ်1မိကုံထွက်လာတာကအခုအချိန်နေတိုင်းပဲ AA ကိုတရုတ်အိန္ဒိယ UN ဘယ်လိုပုံစံနဲ့ဆက်ဆံကြမလဲစီဘတ်ဖက်ပတ်တနာလား ငါတို့ပေးတဲ့အတိမတ်ပြုမှုလားအာ MND လိုမျိုးတရုတ်ကိုမိခိုထားတဲ့အချုပ်ချုပ်အာဏာလားနော်တရုတ် China Dependency Autonomy Autonomy အဲ့လိုလားဘယ်လိုဆက်ဆံမလဲပေါ့တရုတ်ကတိတ်ချတာ2 face မျက်နှာနှစ်ခု view ပါပဲသုံးပါပဲတစ်ဖက်မှာ BRI လုံချော်ရတဲ့ AA နဲ့အလုံးလုံးမဲ့နောက်တစ်ဖက်မှာ AA ကိုသူ့ဩဇာခံ1 corridor authority ဖြစ်အောင်လုပြီးတော့ PR ပေးမဲ့ သူ့ corridor တုပ်ဖို့အတွက်ဖိအားမဖြစ်မနေပေးမယ်ဟိုဘက် corridor ကိုအယုံမဆိုင်ဘူးသူ့ဟာပဲယူဖို့ဗျာသူကအေအိုအဲ့ဒီခါနဲ့ authority ပေးမယ်အိန္ဒိယကလည်းတိုးမှာပဲအေအေကိုတရုတ်ဩဇာအဲ့လိုမဖြစ်တော့အောင်တံပြန်ဖို့လိုအပ်နေတဲ့ buffer power ကိုပေးမယ်သုံးနိုင်တယ်ပေါ့ဗျာအဲ့ဒါကကြတော့ corridor အသစ်တစ်ခုနဲ့လောက်မယ်ဒါမှမဟုတ်လည်းအာအရှိမျောကတော့ကလတန်စီမံကိန်း update တင်ပြီးလောက်မယ်ဒီတော့ အဲ့အဲ့လိုလာရင်အိန္ဒိယနောက်မှာဘယ်သူပါလာမလဲဆိုဘင်္ဂလားဒေ့မဟာဗျူဟာမြောက်မိဖက်အနေနဲ့ပါလာမှာပေါင်းပြီးတော့ဘာလို့လဲအဲ့လိုမျိုးအတိမပြုမဲ့တရုတ်ကိုကန့်ပြီးတော့အားပြိုင်ဖို့အတွက် AA ကိုအတိမပြုမဲ့ဆိုရင်ဘင်္ဂလားဒေ့နဲ့ပေါင်းမယ်လေပြော UN အဲ့လိုပေါင်းလိုက်ပြီး UN ကိုတင်ပြလိုက်ရင်ကော်ရီဒါလှုပ်ချော်ရေးအာမခန့်ပေးနိုင်တဲ့အဖွဲ့ဟာ AA ဆိုပြီးတော့ UN ကအတိမပြုပေးနိုင်တယ်ဆိုလိုချင်တာကစေရေးအခန့်ကန့်တော့ မရှိတော့ဘဲနဲ့အရာဖက်အုတ်ချုပ်ရေးပူဦးသားပေးဖို့အေအေကိုတောင်းဆိုလာနိုင်တယ်အေတို့လုံးနေတာလက်တော်ပဲလေအရာဖက်အုတ်ချုပ်ရေးစေရေးခန့်ခတာမရှိတော့ဘူးနောက်တစ်ခုမေးဖို့ကတေချာဘာပြဿနာမပြီးဘူးနော် narrative warfare ရိုဟင်ဂျာတွေရှိနေသေးတယ်အဲ့ဒါကအေအေနဲ့ဂျာမာနာမည်ကိုအတီးပြုမှုဖိရမှ identity politics အဲ့ဒါလည်းရှိသေးတယ်။နောက်ကော်ဒေတာကိုဘယ်သူချောက်ကင်မလဲဆိုရင်မေကွန်လည်းကြံသေးတယ်။တော်တော်ရှောက်တယ်နော်။ဘာလို့ဆိုရင်အဲ့ဒီကော်ဒေတာကလာပြီးတော့လည်းဘယ်သူချောက်ကင်မလဲမသိဘူး။ပူတွဲဆိုရင်တော့နည်းပြပက်ပါပြီ။ပြီးတော့အဲ့ဒီအနာဂတ်မှာဒီရိုဟင်ဂျာ identity နဲ့ကော်ဒေတာထိုက်ချုပ်နိုင်တဲ့သူဟာနည်းပြအနာအရင်ရသွားရင်အေးအေးပဲ။အရင်ရမှာနော်။ မဟုတ်ရင်ဂျားတွေဝင်ဖြန့်ဖြေးมาကလည်းဘင်္ဂလားဒေ့အစိုးရနဲ့ UN ဒီတော့ဘယ်လိုလုပ်မလဲဒီတော့အေအေမာကလည်းအာအာနေတာကပြည်မဖက်မှာတိုင်းတာပေါင်းစုပါဝင်တဲ့ narrative တစ်ခုကိုမတည်ဆောက်နိုင်တာသေးဘူးကျွန်တော်တို့ညံ့လို့အဲ့ဒါကြတော့အဲ့ဒီအာနေချက်ရှိနေလို့ဒီဖက်ကိုအပေါ်အတဆင့်တက်ပြီးစကားပြောလို့မရဖြစ်နေတယ်အဲ့ဒီကြရတဲ့အဲ့ဒါတီးလို့ဒီဘက်ကွာတာပဲ နော်ဟုတ်လားအေးမာလည်းအဲ့လိုနေတယ်ဘာလို့ဆိုရင်အားလုံးပါဝင်ပြီးတော့သူ့သူတို့လည်းပါဝင်နေပါလေဆိုတော့နိုင်ငံအဆက်စကားပြောတာမျိုး government to government တတ်တမန်ရေးပေါ့ဗျာအဲ့လိုမှအဲ့လိုမဟုတ်ရင်တော့ခုနကဟာကရိုဟင်ဂျာအာဘော်နဲ့ဒီဘက်ကငါတို့ဂျောင်းဝင်ပေးမယ်ဆိုတော့အတင်းဘင်္ဂလားဒေ့ရို UN တို့ဒုက္ခသက်အရေးနဲ့ဝင်လာမှာပဲအဲ့ခါကျရင်တော့ A တို့ကရွေးချယ်ရပို့ခဲ့လိုက်မယ်ဒီတော့နံပါတ်၄မိန်းကုန်းက အဲ့ဒီဟာကိုစိတ်ရင်းနဲ့တော့ဖော်လို့မရဘူးအဲ့ဒီကော်ဒီတာအားလုံးဟာစိတ်ရင်းမပေါတော့ဘူးအေရိုဘလာရီနိုင်ငံရေးကြက်ခိုင်မှုရှိတယ်စီမံခန့်ခွဲမှုရှိတယ်အေရိုနိုင်ငံရေးရင်းချက်မှုကိုစမ်းသပ်တာ political maturity test နိုင်ငံရေးကြက်ခိုင်မှုစမ်းသပ်တာအဲ့တော့အသိချရတယ်အေရိုနိုင်ငံရေးအရဘလာရီကြက်ကြက်ခန့်လိုက်တယ်စိတ်ရင်းကတော့သိချသွားပြီနိုင်ငံရေးဘလာရီခိုင်မှလည်းအဲ့ဒီပုံမှာတည်တယ် စိတ်ရေးတိတ်ချပေါ့ပိနေတဲ့ယုတ်တိရှိတဲ့ military logic ဒါမှမဟုတ်အရက်ဖက်နော် UAA ပေါ့အဲ့ဒီရထိချုပ်မှုဘလော့အကောင်လည်းပုံမှန်တည်တာ Siberia control စစ်ဖက်စစ်ဖက်အကောင်မှုကနေအရက်ဖက်အကောင်မှုကိုပြောင်းနိုင်မပြောင်းနိုင်အကြီးမားဆုံးစမ်းတတ်တာပဲစစ်ဖက်ကနေအရက်ဖက်အကောင်မှုပြောင်းနိုင်ရင်အဲ့ဒါအားလုံးစကားပြောလို့ရပြီပြောကော်ရီဒါကိုဘာဖြစ်လို့ဆိုရင်စစ်ရေးထိအားမပါပဲဆက်ဆံရမှာဂျာခန်အဖွဲ့တွေရဲ့မျက်စိအောက်မှာ ဆက်ဆံရမှာလူသားချင်း စာနာမှုစံနှုန်းတွေနဲ့ကာကွယ်ပြရအောင်မှာဟိုမှာလာမယ်လူသားချင်းရတယ်နော်ကျွန်တော်တို့ကလေးတွေဘုံကျဲတာတွေဘာတွေသူတို့ကလူသားချင်းစာနာမှုဆိုလို့မတွေးဘူးတို့ခင်ကြမှာလူသားချင်းစာနာမှုလို့တွေးတော့ဒီတော့အဲ့ဒီဟာကိုလည်းအဲ့ဆံနှုန်းတိုင်းပဲလိုက်ဆက်ဆံရမှာအဲ့ဒါဟာအေအေအတွက်အဲ့ဒီဆံနှုန်းတွေဘယ်လောက်ထိအောင်မြင်လဲဆိုတော့နိုင်ငံတကာယုံကြည်မှုတိဆောက်ပြီးရယူရမှာ တော့ကြီးညာချက်မလို့ပဲနိုင်ငံရေးအချုပ်ချအာဏာအဆင့်ကိုအေလို့အဲ့တော့ခိုင်ခိုင်မာမာတိဆောက်ရင်တက်လန်းနိုင်တယ်စိတ်ရေးမပေါဘူးအဲ့လို political sovereignty without declaration ဒီကကျွန်တော်ညီကချုပ်နေနောက်ဆုံးပြပြောချင်တာကနော်အတူချုပ်တကြားနဲ့ပြောလို့ရတယ်နိုင်ငံကိုစစ်နဲ့သိရင် glorida rebel အဲ့ဒါပဲဖြစ်မယ်ဒါပေမဲ့ corridor ကိုဖွင့်ခွင့်ပြုပြီးတော့အာအောင်မြင်စီမံခန့်ခွဲ အချောချောက်အနာဟာ PDR လုတ်ထားပြနိုင်ရင်အစိုးရဖြစ်မယ်အဲ့တော့ပဲဖွဲ့ခွဲလည်းမပြုတ်လို့လည်းမရဘူးဖွဲ့ခွဲပြုတ်ပြီးအအောင်မြင်မြင်စီမံခန့်ခွဲပြပြီး sovereignty ဆိုတဲ့အချောချောက်အနာပိုင်းငါတို့မှလည်းဒီလိုလုံနိုင်ပါလေဆိုတာဥစ္စာပြရင်အစိုးရတန်းဖြစ်တယ်အဲ့လိုမျိုးပြောချင်တာ